ရှုစွာဖျားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါတယ်။ကျွန်ုပ်တို့ရဲ့ဤစဉ်ဘဝမှာကိုချင်းတရားမကောင်းသူတွေရဲ့မဟုတ်မမှန်လှုပ်ချံပြောဆိုမှုတွေဇလန်းစင်ပြီးမတရားကြိုက်ခတ်ခံရမှုတွေကြုံတွေ့ရတပါတယ်။ဒါပြင်တစ်ဖက်သက်ဆူဆွဲခံရတာမျိုး online ပေါ်မှာစောင်းမြောင်းပြောဆိုခံရတာမျိုး ਨੇ လုပ်ငန်းခွင်မှာမတရားဖိနှိပ်ခံရခြင်းတွေကြုံလာတဲ့အခါကျွန်တို့ရဲ့လူသဘာဝအရာဒေါသထွက်ပြီးလက်တုံပြောင်းခြင်းစိတ်တွေပေါ်လာတတ်ပါတယ်။ဒါပေမဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကကျွန်တို့ကိုလောကရဲ့နိလန်နဲ့မတူတဲ့ပုံမှန်မြင့်မြတ်ပြီးအစွမ်းထက်တဲ့တုံ့ပြန်နည်းကိုသင်ကြားပေးထားပါတယ်။ ဒီနေ့မှာတော့မိမိအပေါ်ကို ကိုချင်းတရားမကောင်းသူတွေတိုက်ခိုက်ပြီးစိတ်နောက်ရွှေ့ပေးလာတဲ့အခါပြန်လေတုံ့ပြန်တဲ့နီလန်းတွေကိုကျန်းစာတွေကနေလိလာသွားကြမှာဖြစ်ပါတယ်အတူတကွာခွန်အားယူစင်ကြင်ကြပါစို့ယောမဩဝါဒစာအခန်းကြီး7နဲ့အငယ်19ချစ်သူတို့သူတပါးသည်သင်တို့ကို ပြမလည် ကိုယ်တိုင် အပြစ်ပြန်၍မတုံ့ကြနှင့်အမျက်တော်ကိုအခွင့်ပေးကြလောစံစာလာသည်ကားငါသည် အပြစ်တရားကိုစီရင်ပိုင်၏အပြစ်နှင့်အလျောက်ငါဆက်ပေးမည်ဟုထာဝရဘုရားမိန်တော်မူ၏မတရားတိုက်ခိုက်ခံရတဲ့အခါကျွန်ုပ်တို့ပထမဆုံးနဲ့အခက်အခဲဆုံးလှုပ်ဆောင်ရမယ့်အရာကတော့ လက်တုပ်ပြန်လို့သောစိတ်ကို ချုပ်တီးဖို့ပါပဲလက်တုပ်ပြန်ခြင်းဟာကျွန်ုပ်တို့ရဲ့တာဝန်မဟုတ်ပါဘူးကျွန်ုပ်တို့လုပ်ရမှာကဘုရားသခင်ရဲ့တရားစီရင်ခြင်းအတွက်နေရာဖယ်ပေးဖို့ပါပဲဘုရားသခင်ကအရာအလုံးကိုသိမြင်ပါတယ်ပြီးတော့ကိုရောဟာဖြောင့်မတ်သောတရားသူကြီးဖြစ်ပါတယ်ကိုရောကမှန်ကန်တဲ့အချင်း မှန်ကန်တဲ့နီလန်းနဲ့တရားစီရင်ပေးပါလိမ့်မယ်။ကျွန်ုပ်တို့ကကြားရက်ကဝင်ပြီး ကိုယ်တော်နဲ့ကို တရားစီရင်လိုက်တဲ့အခါဖျားခင်ရဲ့အလုပ်ကိုမလုပ်တလို့ဖြစ်သွားပြီးကိုရောရဲ့အစီအစဉ်ကိုနှောင့်ရှက်ရရောက်ပါတယ်။ယောမဩဝါဒစာအခန်းကြီး7နဲ့အငယ်27အစိုးအဖြစ်အရှုံးခံတဲ့ အကောင်အဖျင်းအစိုးကိုနိုင်လောဒီချမ်းချက်ဟာဝိညာဉ်ရေးရာစစ်ပွဲရဲ့အောင်နိုင်ခြင်းနေရာမှာဖြစ်ပါတယ်သူတပါမကောင်းနိုင် ကိုယ့်ဘက်ကပါမကောင်းမှုနဲ့တုံ့ပြန်ရင်ကိုယ်တိုင်းပါစိတ်ထဲမကောင်းတဲ့သူ ဖြစ်သွားပါလိမ့်မယ်မကောင်းမှုကို အမှန်တကယ်အောင်နိုင်ခြင်းနေဆိုရင်သူရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ကောင်းမှုနဲ့သာ တုံ့ပြန်ရပါမယ် အမောင်ကိုအမောင်နဲ့မောင်းထုံလို့မရပါဘူးအလင်းရောင်နဲ့သာ မောင်းထုံနိုင်ပါတယ်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်44ငါပြည့်ညက်သည်ကသင်တို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့၏အဖအသာဖြစ်လူသောငါသင်တို့၏ယံသူတို့ကိုချစ်ကြလောသင်တို့ကိုကျိန်ဆဲသောသူတို့အားမေတ္တာပို့ကြလော သင်တို့ကိုမုံသောသူတို့အားယေရှုပြုကြလောသင်တို့ကိုနှောက်ရက်ညင်ဆဲသောသူတို့အဖို့ဘုရားသခင်ကိုဆုတောင်းကြလောဒါဟာတမန်ကျမ်းစာထဲမှာအခက်ခဲဆုံးသောမိမာချက်တစ်ခုဖြစ်နိုင်ပါတယ်သခင်ယေရှုကယန်သူကိုလက်တော့မပြန်မှုပြောယုံသားမကတကြွစွာချစ်ပါသူတို့အတွက်ဆုတောင်းပေးပါလို့ မိန်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သင်ကသင်ကိုတိုက်ခိုက်သူတွေအတွက်ဆူတောင်းပေးလိုက်တဲ့အခါအဲ့ဒီလူပြောင်းလဲသွားသည်ဖြစ်စေမပြောင်းလဲသည်ဖြစ်စေသင်ရဲ့စိတ်ထဲကအမုန်းတရားနဲ့ခါတိချင်းဆိုတဲ့အစိတ်အတော့တွေကလည်းသင်အရင်ဆုံးလွမြောက်သွားလို့ပါပဲ။သင်နှလုံးသားကိုဖျားခင်ကကူစားပေးပါလိမ့်မယ်။ ယောမဩဝါဒစာအခန်းကြီး7နဲ့အငယ်7တင်တို့ကိုနင်းဆဲတော်သူတို့ကိုမေတ္တာပို့ကြလောကျင့်ဆဲခြင်းကိုမပြုမေတ္တာပို့ခြင်းကိုသာ ပြုကြလောကျွန်တို့ရဲ့နှုတ်ထွက်စကားနဲ့ပတ်သက်တဲ့လမ်းညွှန်ချက်ဖြစ်ပါတယ်သူတို့ကတင့်ကိုကျင့်ဆဲခြင်းနဲ့အတရေဖြတ်ခြင်းတွေပြောလာတဲ့အခါ သင်တို့ကနေ ပြန်ထွက်လာရမယ့်စကားတွေဟာကောင်းကြီးမင်္ဂလာ ဖြစ်ရပါမယ်။ကောင်းကြီးပေးတယ်ဆိုတာဖျားခင်ရဲ့ကောင်းမြတ်ခြင်းတွေသူတို့အပေါ်တက်ရောက်ပါစေလို့ဆုတောင်းပေးတာပါ။ဒီလိုခံယူချက်မျိုးဟာ လူတပါဝါရမဖြစ်နိုင်ပေမယ့်သင်ရှင်သောဝိညာဉ်တော်ရဲ့တကူးနဲ့သာဖြစ်နိုင်ရင်အံ့ဩဖွယ်ရာတုံ့ပြန်မှု ဖြစ်ပါတယ်။ ပေတရုဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်16ခရစ်တော်၌သင်တို့ကျင့်သောအကျင့်ကောင်းကို ရှုံချတော်သူတို့သည်ကိုယ်ရဲ့ပြစ်တင်သောအခါကိုယ်တိုင်ရှက်ကြောက်ခြင်းမရှိမီအကြောင်းသင်တို့သည်ကိုယ်ကိုယ်ကိုယ်တည်သောစိတ်ကြည်လင်ရနေကြလောသင်အကြောင်းမဟုတ်မမှန်ပြောဆိုတိုက်ခိုက်မှုတွေကို ခြေပါဖို့အကောင်းဆုံးနည်းလမ်းကတော့သူတို့ရဲ့စကားတွေဟာလုံးဝအတိတ်ပဲမရှိဘူးလို့လူတိုင်းမြင်လာရတော့တဲ့အချိန်ကောင်းမွန်ဖြောင့်မတ်စွာအသက်ရှင်နေထိုင်ခြင်းပါပဲသင်ရဲ့ကောင်းမွန်တဲ့အချင်းကသူတို့ရဲ့မကောင်းတဲ့စကားတွေကိုအရှက်ရစေတဲ့သက်သေဖြစ်လာပါလိမ့်မယ်ပေဒရုဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်23 အသေးခံရသောအခါချင်းချောက်ချင်းကိုမပြူတရားသဖြင့်စည်ရင်တော်မူသောသူ၌ကိုကိုကိုအနန္တတော်မူ၏ကျွန်ုပ်တို့အတွက်အကြီးမြတ်ဆုံးသောစံပြဖြစ်တဲ့သခင်ယေရှုဟာမတရားဆွဆဲတိုက်ခိုက်ခံရတဲ့အခါဘလို့တုံ့ပြန်ခဲ့သလဲဆိုရင်တော့ကိုတော်ဟာ ပြန်လည်တုံ့ပြန်ချင်းချောက်ချင်းမပြူပဲ မိမိရဲ့ဂုဏ်သိက္ခာအသက်အရာအားလုံးကိုဖြောင့်မတ်စွာတရားစီရင်တော်မူသော ခမည်းတော်ဖရာရဲ့လက်ထဲကို အပြည့်ဝအနံလိုက်ပါရယ်ကျွန်ုပ်တို့လည်းဒုနည်း၎င်းပါပဲကျွန်ုပ်တို့ရဲ့နာကျင်မှုဂုဏ်သိက္ခာတရားမြတ်မှုအားလုံးကိုဖျားခင်ရဲ့လက်ထဲအနံလိုက်ခြင်းကသာစင်မှန်နဲ့ညီတဲ့ခြင်းကိုရရှိစေမှာဖြစ်ပါရယ် ိုချစ်တရားမကောင်းသူတွေရဲ့တိုက်ခိုက်ခြင်းကိုခံရတဲ့အခါလက်တုံ့ပြန်ခြင်းကိုရှောင်ချီပါမကောင်းမှုကိုအကောင်းမှုဖြင့်အောင်နိုင်ပါသင်ကိုတိုက်ခိုက်သူတွေကြွအကောင်းချီပေးပြီးဆုတောင်းပေးပါကိုချစ်တရားကောင်းမွန်စွာအသက်ရှင်ခြင်းဖြင့်သင်ကိုသင်ကာကွယ်ပါနောက်ဆုံးမှာအရာအလုံးကိုတရားမျှတစွာစီရင်တော် ဖျားသခင်ရဲ့လက်ထဲကို အနံလိုက်ပါဒီရာတွေဟာကျွန်ုပ်တို့ရဲ့ကိုယ်ဝိုင်ခွန်အားနဲ့လှုပ်ဆောင်မှုမဖြစ်နိုင်ပေမဲ့ကျွန်ုပ်တို့ထဲမှာကျင်းဝတ်တော်မူနေတဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့တကူအားဖြင့်လှုပ်ဆောင်နိုင်ပါလိမ့်မယ်ဒီလိုတုံ့ပြန်ခြင်းကတင့်ကိုအရှုံးသမားဖြစ်စေတာမဟုတ်ပါဘူးခရစ်တော်၌အောင်နိုင်သူတယောက်ရဲ့ဝိညာဉ်ခွန်အားကိုပြသနိုင်ခြင်းဖြစ်ဖို့ရာ ဝင်လာပါတယ်။အချိန်ပြီးနားဆင်ပေးလို့ဂျေစုတင်ပါတယ်။အားလုံးပေါ်မှာဖျက်ခင်ကောင်းချီးပေးပါစေ။အာမင်။